မချင်ရဲ့ဘာလီစားနေတာလဲကြည့်လိုက်ရနဲ့စားချင်စရာလေးနော်ဒါလေးကတင်မော်ဒီဘန်ထောင်စားမလို့ပြင်နေတာလေလုံနီလေပြောပြပေးပါလားမချင်ရတာဘောချစ်တယ်လို့အရှင်ပြောချစ်တယ်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 โอเคဒါဆိုရင်ခုနှစ်သိန်းချက်ထဲနဲ့လူငယ်တွေဘဝကိုပြောင်းလဲစေမယ့်စီးပွားရေးလုပ်ငန်းတွေတမျိုးနဲ့မိတ်ဆက်ပေးမယ်သွားကြည့်ကြမယ်လားကဲသွားမကြည့်ခင်အရင်စားလိုက်ပါဦးမယ်အားလုံးစားကြပါဦးอืม ဒါဆိုရင်စီးပွားဖြစ်လုံရောင်းချင်တဲ့သူတွေအတွက်ဒီနေ့တင်ပေါ်တီးဘန်းထောင်ထိုင်းဆိုင်သွားမထောင်းခင်မှာတိထားရမယ့်အချက်နှစ်ချက်ပြပွဲချက်လေးကိုပြောပြမယ်။အဲ့ဒါကပါလဲဆိုနံပါတ်၁ချက်တင်ပေါ်တီးထောင်းလို့ပြောလိုက်တာနဲ့ထောင်းနီး၂မျိုးရှိတယ်။ငပိနဲ့ထောင်းတဲ့နီးရယ်အချိုထောင်းနဲ့ပစွန်ချောင်းနဲ့ထောင်းတဲ့နီးရယ်ပေါ့နော်။ငပိနဲ့ထောင်းတယ်ဆိုရင်ထိုင်းမှာဆိုရင်တော့တောင်ပိုပလားလို့ခေါ်တယ်ပေါ့။မြန်မာပြည်မှာဆိုရင်တော့ငပိအရာတာနဲ့ထောင်းတာပေါ့။အဲဒုတိယ၃မျိုးကကြတော့ ตําไทยလို့ခေါ်တယ်ตําไทยဆိုတာကပစွန်เจ้าเนี่ยအချုံထောင်းတာမြေပဲတွေထည့်ပြီးတော့ဗောနော်အဲ့တော့စားပူးတဲ့သူတွေစီလားစီတယ်ဆိုရင် comment မှာရေးပေးပါအောင်အဲ့တော့ตัวမထောင်းခင်မှာအထောင်းဆိုင်အရှာတာကောင်းဖြစ်ဖို့လိုအပ်တယ်လို့အပြင်အစင်ပိုင်းမှာလည်းလှဖို့လိုအပ်တယ်အဲ့တော့ပါဝင်ပစ္စည်းလေးတွေကဘာတွေပါမလဲအချိုးစားဘယ်လောက်ထက်မလဲဆိုတာ channel တူတူတွားကြည့်ကြမယ်လား แกปาวินปิสีเลတွေကဘာတွေပါမလဲဆိုရင်တော့ငရုတ်ဒီစိမ့်အဓိကလိုအပ်တဲ့စက်သွုံဖြူပါမယ်ပြီးတော့လို့စီရင်တော့ချုံမုတ်အနေငယ်လေးနဲ့ သွားမယ်ပေါ့နော်ဒါလေးကတော့ပဲတောက်ရှိပါမယ်အဓိကကတော့ထညက်ရွေးတက်ဖို့လိုတယ်လို့တမယာအချင်းကိုလည်းအရသာကောင်းအောင်တစိမ့်ရွေးတက်ဖို့လိုတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒါလေးကတော့စိုင်းရဲ့လျှွက်ဝက်ချက်စားကောင်းစေတဲ့လျှွက်ဝက်ချက်ကမကြီးနှစ်နဲ့ထောင်းကြမယ်ပေါ့နော်ဒါလေးကတော့ငားငံပြာရည်အဓိကကတော့ကျွန်တော်အထောင်းတစ်ပွဲမှဆိုရင်ငပိကအရင်အရေးကြီးတယ်ငပိပါမယ်ခရမ်းချင်းဒီပါမယ်တမယာဒီပါမယ်ပအဝင်ပစ္စည်းလေးတွေကတော့ဒီလောက်ပါပဲအဓိကဘန်းထောင်းရောင်းတော့မယ်ဆိုရင်ပအဝင်ပစ္စည်းလေးတွေကတော့ဘန်းထ ထောင်းထဲမှာပြင်ဆင်ထားရမယ့်အရာတွေအဓိကသင်္ဘောတီထောင်းနဲ့စားမယ်ဆိုရင်တော့ဒါလေးကတော့ဝက်ခေါက်ကျုပ်ပါမယ်ပြီးတော့လို့ရှိရင်မုတ်ဖက်ပါမယ်အာကော်ဖီတုပ်ပါမယ်ပြောင်းဘူးလေးကိုပြုတ်ထားတဲ့အချိုအရသာလေးပါမယ်ပြီးရင်တော့ဒါလေးကငချောက်ကြော်လေးထည့်ထားတယ်တခွားတီးရဲ့ဘဲဥရဲ့ငရုတ်အပွားရဲ့ပေါ့နော်ဒါလေးတွေနဲ့ပြင်ဆင်ထားပြီးတော့မှသွားပြီးတော့မှထောင်းကြမယ်နော်ဒါကတော့သင်္ဘောတီတစ်လုံးပေါ့နော်သင်္ဘောတီကိုအခွန်ရင်ခွာလိုက်မယ်နော် ဒီမော်ဒီခွာပြီးလို့စီရင်ဒီမှာအစည်းတွေစီတယ်ပေါ့နော်ဒါကိုရေစေးရေစေးပြီးတော့မာတ िश ူလေးနဲ့နဲငယ်တုပ်ပေးမယ်နော်တုပ်ပေးပြီးသွားလို့စီရင်ကျွန်တော်ထောင်းတဲ့အခါကျရင်၃နီး၂မျိုးစီတယ်ဒီလိုချစ်ပြီးတော့မာထောင်းတာ၃မျိုးစီတယ်လို့ဒီလိုသားနဲ့ပောက်တဲ့ဟာလည်း၃မျိုးစီတယ်ကိုကြိုက်နဲ့တက်တဲ့ပုံစံတွားလို့ရတယ်ပေါ့ချန်ကဒီနေ့ပောက်လိုက်မယ်နော် แกตะลောက်ဆိုရင်တော့ရပြီเนาะတပွဲစားဒါကိုတွားပြီးတော့มาစတင်ထောင်းကြရအောင်แกအထောင်းစတင်ထောင်းတော့မယ်ဆိုငရုတ်စုံကောင်းကောင်းတလုံးစီဖို့လိုအပ်တယ်စတင်ထောင်းမယ်ထောင်းတဲ့အခါကျရင်အထောင်းတပွဲအယောင်လှအောင်ငရုတ်ဒီစိမ့်ကိုအနီတောက်တုံးတာကပို့ပြီးတော့အယောင်လှစေတယ်အစိမ့်တောက်ဆိုရင်ထောင်းလိုက်တာနဲ့စားချင်စိမ့်မဖြစ်ပေါ်ဘူးဒါကြတော့အမဲ့ဆိုတော့ပို့ပြီးတော့အယောင်ပို့လှတယ်ရောင်းပန်းပို့ပြီးတော့လှတယ်ပေါ့เนาะဒါဆိုရင်ချန်ငရုတ်ဒီစိမ့်အနီတောက်၁၀တောက်ခဲ့မယ် ချက်သွုံကျူခွာထားတဲ့ဟာနှစ်မှာထည့်မယ်။ချန်တို့ဆိုင်မှာဆိုရင်တော့အချိုမောက်တိတ်မသုံးဘူးအ ਨੇ ဆုံးသုံးတယ်1မီလီသုံးပေါ့နော်။တကယ်လို့အချိုမောက်မစားရင်တော့တကြားအစားထိုးသုံးသွားလို့ရတယ်နော်။ဒါလေးကိုမညက်တညက်ဖြစ်သွားတဲ့အထိထောင်းလိုက်မယ်နော်။ ဒီလောက်အနေထားဆိုရင်တော့ရပြီနော်ပဲတောက်ထည့်မယ်ပဲတောက်ကိုဘာကြောင့်အရင်ထည့်တာလဲဆိုရင်ပဲတောက်ကိုအနှဲငယ်လေးဒီလိုနည်းနည်းလေးဖိလိုက်မယ်ဒါမှကျွန်တော်အရသာဆက်တဲ့ဟာအကုန်လုံးပဲတောက်တွေဝင်ရအောင်နော်အရသာစတင်ဆက်လို့ရပြီအရသာဆက်တဲ့ခါကျရင်အရင်ဦးဆုံးဒါက ယူရီးယားထညက်ပေါ့နော်ယူရီးယားထညက်ကို15မီလီသဆုံးမမောက်တော့မယ်ဒီလိုမျိုးသဆုံးမမောက်ဟာ15မီလီသဆုံးမမောက်ထည့်မယ်ပြီးသွားလို့ရှိရင်ငံပြာရည်ကို15မီလီသဆုံးထည့်မယ်ဒါကတော့တမယာအချင်းလို့ခေါ်တယ်တမယာချင်းကိုလည်း15မီလီနှစ်ဆုံးထည့်တယ်အဓိကကငပိငပိကိုကြတော့ကျွန်တော်ဒီထိုင်းတင်ဘောဒီတောင်ထောင်းတဲ့ငပိကိုထည့်เนาะဒါကိုကြတော့15မီလီနှစ်ဆုံးထည့်တယ် အနဲ့လေးကမှုန်းနေတာပဲစားကောင်းစီတဲ့လျှို့ဝက်ချက်ပေါ့နော်မကြီးအနှစ်ကို9မီလီနည်းနည်းလေးထည့်လိုက်နော်နည်းငယ်လေးအကုတ်နဲ့တဲ့အထိမှုန်းပေးမယ်နော်ကဲဒါဆိုရင်တော့အေးအယောင်ကြီးလိုက်ဟိုစားချင်စရာလေးဖြစ်နေပြီတမယာဒီတလုံးပြီးထားတဲ့ဟာကိုထည့်လိုက်မယ်အေးမညစ်ထဲတော့ဘူးနော်ပြီးသွားလို့စီရင်ခရမ်းချင်ဒီတလုံးထည့်မယ်တင်မောဒီတပွဲစာထည့်လိုက်နော်ဒါလေးကိုအနေငယ်ပြင်ပြီးတော့မှထောင်းပြီးမယ်။ တွေ့လားအယောင်ကြီးလိုက်တာနဲ့ကိုတရေကြတဲ့သူတွေစီကြလားနော်ဟွန်းစားချင်ကြတဲ့သူတွေစီကြလားဒီလောက်ဆိုရပြီဒါလေးကိုဘန်းနဲ့သွားထည့်မယ်နော်ကဲရတာမြည်ကြည့်မယ်နော်ကဲဒါလေးကိုဘန်းလေးထည့်လိုက်မယ်เนาะဘန်းရဲ့အလေဆုံးမှာထည့်လိုက်မယ် ုံလုံးခတ်ထည့်လိုက်မယ်ပေါ့နော်ဒီလိုမျိုးဘန်းထောင်းဆိုရင်တော့မြန်မာနိုင်ငံမှာဆိုကျွန်တော်ဆိုင်မှာဆိုရင်တော့အရှမ်းကမှရောင်းကောင်းတဲ့ထောင်းနီးလေးတစ်မျိုးဖြစ်တယ်ပေါ့နော်အထောင်းဆိုင်လို့ပြောလိုက်တာ ਨੇ အရသာကောင်းရမယ်အပြင်အစင်ပိုင်းကောင်းတယ်ဆိုရင်တော့ဈေးနှုန်းကဘလောက်ပဲဖြစ်ဖြစ်လာစားကြအောင်မှာတေးချတယ်အဲ့တော့ထောင်းနီးလေးကိုလည်းမျှဝေပေးလိုက်ပါတယ်တကယ်လို့ကိုကခုနှစ်သိန်းဝန်းကျင်နဲ့ကိုပိုင်လုပ်ငန်းစလုပ်ချင်တဲ့ထောင်းနီးတွေကိုအသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ the professional account ပြုလုပ်နေတင်တဲ့ဒီတင် လမ်းမှာဆိုရင် online class ကိုဗီဒီယိုနဲ့အသေးစိတ်ပြထားတဲ့အပြင်ထောင်းနီးတုံနီး16မျိုးပါတဲ့နီလန်အသေးစိတ်တွေကိုထည့်ထားပေးတယ်ပုံမှန်ဆိုရင်တော့တင်နှင်းချင်း2,900စီတဲ့ဒီဗီဒီယိုကနေကြည့်ပြီး screenshot နဲ့လာအပ်မယ်ဆိုရင်တော့အထူးကြီး2,000ခွဲနဲ့ရသွားမယ်ကင်ဘော်ဒီ time style band ထောင်းလေးထောင်းနီးကိုလည်းမျှဝေပေးလိုက်ပါရန်ချဲရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေ subscribe တော့လုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်တပတ်တိုင်းဖူကောင်ချဲမှာ